ဲ့ကနှာခေါင်းနဲ့နဲ့ဆင်တာလားမသိဘူးခင်ဗျာကျွန်တော်သတိရထားမြင်လူတိုင်းလည်းပြောကြဟုတ်တယ်ခင်ဗျာတခုခုကဆင်တယ်ဒါမှလည်းအရင်လည်းမပြောရဲဘူးပေါ့နော်အရင်လည်းမပြောရဲဘူးဝဲရဆိုလို့ရှိရင်ကျွန်တော်တားလေးမမေကိုအမေမေလို့ပဲခေါ်နော်ဒီလိုမျိုးရင်းနှီးနှီးနေထမင်းစားရတယ်ဘေးနားမှာလာစားအဲ့လိုအပြင်မှာတွေ့ရတယ်တီဝဲလို့မခေါ်နဲ့ဒီဒီလို့လည်းမခေါ်နဲ့အမေပဲခေါ်အဲအားကြောင့်လို့ကျွန်တော်အဲ့အမေဆိုပြီးခေါ်ရလေးဖြစ်သွားတယ် တာမန်ဒီတခြားသူတွေစူးစမ်းနေရအောင်ကျွန်တော်တွေ့ရကျွန်တော်သူ့ရဲ့ထပ်ဘယ်လောက်မှတော့မစူးစမ်းအောင်ကျွန်တော်လူသိသွားတယ်အဲ့တော့ကြောင့်မလို့လဲကျွန်တော်ဘယ်တော့မမေ့ပါဘူးလို့အချို့တို့ကြောင့်ဆိုတာချို့တို့ရဲ့မိဖုရားအရင်ကကောင်းပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ပထမအောင်ဆုံးရုပ်ရှင်ကားကြီးပါခင်ဗျာဒါကတော့ကျွန်တော်နဲ့ချို့ချို့ရဲ့ပထမအောင်ဆုံးရုပ်ရှင်ကားကြီးပါခင်ဗျာကျွန်တော်ရဲ့အတွေ့အကြုံကဘယ်လိုလဲဆိုတော့ကျွန်တော်ဒါပုံမလေးလေးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကံကောင်းသွားတာပါကံကောင်းသွားရဆိုတာကျွန်တော်ရဲ့ပထမအောင်ဆုံးခြေလှမ်းလူတွေအများကြီးလက်ခံတယ်ဆိုတော့ကျွန်တော်မှာ ကျွန်တော်ကဘယ်လိုရမလဲဒါကြီးကိုငယ်လဲငယ်သေးတော့အော်ငါလုံတိုင်းအောင်မြင်မယ်လို့ထင်တာပေါ့နော်ဒီ charge ဒီလိုမျိုးစူးစမ်းရတဲ့ဥစ္စာတွေကျွန်တော်တိတ်မသိဘူးအဲ့လိုမျိုးပေါ့ပေါ့နေပေါ့ပေါ့စားဖြစ်သွားတာပေါ့ဒါပေမဲ့တကယ်တမ်းနေလားငါလားဖြစ်လာတဲ့အချိန်မှာအော်ဒါဒီလောက်ထိမလွယ်ခဲ့အရာပါလားကျွန်တော်နှမျောတယ်ဒါပေမဲ့ action တော့လည်းကျွန်တော်စူးစမ်းခဲ့တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကလေးကိုကိုပြန်မြော့ပြင်လိုက်ရပါဘူးခုကတော့နည်းနည်းဒီဇလန်းလေးကဒီဆီယမ်မဂျူရဲ့ဝတ္ထုလေးကဒီတား ပျောက်သွားလို့အမေတို့လိုက်ရှာရဲဆိုတော့ဒီဇလန်ကအရင်ကျွန်တော်တော့လည်းအရင်နေရာလေးရတယ်ကျွန်တော်လုတ်ကွက်လည်းအရင်များပါတယ်ခင်ဗျာအဲ့ဒါကိုကျွန်တော်ရပထမဆုံးခြေလက်အနေနဲ့ရလိုက်ရတော့ကျွန်တော်တော်တော်လေးဝမ်းသာတယ်ဒါပေမဲ့မထွက်လာရလဲဒါအကျိုးကြောင့်အကြောင်းဖြစ်တာပါခင်ဗျာပါရဘော့ကျွန်တော်အဲ့တော့လာမေးတိုင်းအဲ့မှာကျွန်တော်ဆိုလို့ရှိရင်အခုအထိကိုပဲအော်လာရအောက်ဖက်အမိုင်ဝင်းကိုမျောနေတယ်ဘယ်တော့တင်ပါလဲကျွန်တော်ကလည်းအများကြီးပဲကျွန်တော်ကိုယ်နိုင်လည်းမျောနေပါတယ်ခင်ဗျာဒီဘက်ကကျွန်တော်တော်တော်တင်မေးရခင်ဗျာကျွန်တော်တင်မေးရဆိုတော့အဲ့လိုမထင်တာလောက်ကိုတင်တာကျွန်တော်ကြားဖို့ရဆိုတော့ ါကတော့ not stereotype ပေါ့နော်ကျွန်တော်ကြားဖို့ဆိုအဲ့လိုလက်တွဲမခေါ်ကြဘူးဘောက်မာတယ်ဘာညာဒါပေမဲ့ကျွန်တော်ကံကောင်းတာတခုကကျွန်တော်တွဲရိုက်ဘူးသမျှမင်းသားမင်းသမီးကြီးရေကုန်လို့အဲ့လိုတရားမှမရှိဘူးဒီဝဲရဆိုလို့ရှိရင်လည်းကျွန်တော်ကိုသားလေးမမေကိုအမေမေလို့ပဲခေါ်နော်ဒီလိုမျိုးရင်းနှီးနှီးနေထမင်းစားရည်လည်းဘေးနားမှာလာစားအဲ့လိုအပြင်မှာတွေ့ရတယ်ဒီဝဲလို့မခေါ်နဲ့ဒီဒီလို့လည်းမခေါ်နဲ့အမေပဲခေါ်အဲ့အကြောင်းလို့ကျွန်တော်ကအဲ့အမေဆိုပြီးခေါ်ရလေးဖြစ်သွားခင်ဗျဟုတ်ဟုတ်သတိထားမိပါတယ်ကျွန်တော်လည်း အဲ့မင်းเนี่ยနှာခေါင်းနည်းစင်တာလားမသိဘူးခင်ဗျာကျွန်တော်သတိတော်ထားမြင်လူတိုင်းလည်းပြောကြဟုတ်တယ်ခင်ဗျာတခုခုပါစင်တယ်ဒါမှလည်းအရင်လည်းမပြောရဲဘူးပေါ့နော်အရင်လည်းမပြောရဲဘူးဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အော်ဟုတ်ကဲ့ဆက်စားတော့ကတော့ဒါကျွန်တော်လည်းတဖြည်းဖြည်းနဲ့အဲ့လူဆိုတာအမားနဲ့ရောဘယ်မကင်းလဲနော်ဆက်စားတော့ကတော့ကျွန်တော်ဒီလိုမျိုးအောင်မြင်ဒီလိုလူသိရှင်ရရချင်းမှာဩငါတွက်ကလွဲပါလေဆိုပြီးဖြစ်တယ်ဒါမှတကယ်တမ်းကျဒီချို့ချို့မျိုးဖြစ်ကြရဲဆိုတော့ကျွန်တော်တွက်ကမတရားကန်ကောင်းပါတယ် ဒီတာမန်ဒီတခြားသူတွေစူးစမ်းနေရအောင်ကျွန်တော်တွေ့ရကျွန်တော်သူ့ရဲ့ထပ်ဘလောက်မှတော့မစူးစမ်းအောင်ကျွန်တော်လူတိသွားတယ်အဲ့တော့ကြောင့်လဲကျွန်တော်ဘယ်တော့မှမမေ့ပါဘူးလို့အချို့ကြောင့်ဆိုတာချို့ရဲ့မိဖြစ်ရရန်ကန်ကောင်းပါလို့ပြောချင်ပါတယ်အစားပိုင်းတော့ကျွန်တော်ကတော့ နည်းနည်းတော့တည်ရမလားဖြစ်ချင်ရဖြစ်စနည်းနည်းစိုးတည်ရဒါပေမဲ့ခုနောက်ပိုင်းကျကျွန်တော်ရဲ့ကျွန်တော်ဘယ်ဘာမစိုးလို့လို့ချွတ်ချွတ်ဝင်နေနေဆိုတော့သူများထက်တော့ပူပြီးတော့နည်းနည်းအနေထိုင်စင်ကြရမယ်ဆိုပြီးတော့ဒါကတော့ဒါကျွန်တော်ချွတ်ချွတ်ကျေးဇူးဆက်တဲ့ပုံစံအနေနဲ့ကျွန်တော်ပြန်ပြီးတော့နေပါခင်ဗျအခုဆိုတော်တော်လိမ်မာနေပြီညာတိုင်းပထန်းနေရဗတိရစိတ်အဲ့လိုနိုင်ရောက်တောင်တိတ်မထွက်ပြတော့ပါခင်ဗျနောက်ပါချွတ်ချွတ်ကိုပြန်တယ်တဲ့ခါကျကွန်ခါ9000ပေါ့ကျွန်တော်အောင်မြင်သွားပြီးတော့ကျွန်တော်ဒီကနံပါတ်ကြီးပါရင်တော့ချွတ်ချွတ်ပြန်ပေးပါပါခင်ဗျအခုတော့ကျွန်တော်ပဲတောင်းပါအောင်ပဲဟုတ်